ေဖြတ်ခြင်းသည်ကျန်းမာရေးနှင့်နေစဉ်ဘဝမှာအခက်အခဲဖြစ်စေနိုင်ပါသည်အစာစီမံမှခြင်းအစာချေစနစ်မှာပြဿနာရှိခြင်းသို့မဟုတ်အခြားရောဂါများကြောင့်ဖြစ်ပေါ်လာနိုင်သည်ဒါပေမဲ့စားသုံးတဲ့အစာစာကလည်းအ धिक အကျိုးသက်ရောက်မှုရှိပါသည်သင်ရဲ့အစာစာများကိုတေချာစဉ်းစားပြီးလေးဖြတ်ခြင်းကိုလျှော့ချပေးနိုင်တဲ့အစာစာများကိုရွေးချယ်သုံးဆွဲရင် ကျန်းမာရေးအခြေအနေတိုးတက်လာမယ်လို့ယုံကြည်ရပါသည်အမေရိကန်နှလုံးသွေးကြောဖွဲ့ရဲ့ 2018ခုနှစ်နှလုံးရောဂါနဲ့လေးဖြည့်ချင်းဆိုင်ရာစီးရင်အင်းများအရအမေရိကန်နိုင်ငံမှာလူတအူးဟာစက္ကန့်40အတိုင်းလေးဖြည့်ခံရပြီးအမေရိကန်နိုင်ငံမှာတည်ဆုံမှု16ခုမှတစ်ခုကလေးဖြည့်တာပါဒါအပြင်ကမ္ဘာတဝန်းမှာလေးဖြည့်ချင်းသည်ဒုတိယအများဆုံးတည်ဆုံမှုရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်လေးဖြည့်ချင်းသည်အသက်အရွယ်မရွေးဖြစ်နိုင်ပေမဲ့အသက်ကြီးလာတာနဲ့အမျှတင့်အန္တရာယ်ပိုများလာပါတယ် ဒါရီဟာစိုးရိမ်စရာစီးရင်များဖြစ်ပေမဲ့ကံကောင်းခြင်းတော့တင်းအသက်ကြီးလာတာနဲ့အမျှလေးဖြစ်တာကိုတားဆီးဖို့ကူညီပေးနိုင်တဲ့အစားအစာတွေအများကြီးရှိပါတယ်။နမဲဆိုးနဲ့ကြော်ကြတဲ့ဟစ်ပိုကရာတီးရဲ့အစားအစာကမင်းရဲ့စီစီဝါကမင်းရဲ့အစားအစာဖြစ်ပါစေဆိုတဲ့အဆိုကိုတင်ကြားဖူးပါသလား။ဒီအကြံပေးချက်ကိုလိုက်နာပြီးနှလုံးရောဂါနဲ့လေးဖြတ်ခြင်းတို့ကိုတိုက်ဖြတ်ရမှာ အထောက်အကူဖြစ်စေနိုင်တဲ့အစားအစာများကိုပိုမိုစားသုံးချိန်တန်ပြီးဖြစ်ပါတယ်။အစားအသောက်တစ်ခုလည်းကလေးဖြတ်ခြင်းကိုမကူညီနိုင်ဘူးဆိုတာခွဲခြားသိဖို့အရေးကြီးပေမဲ့တင့်အစားအသောက်မှာအပြုသဘောဆောင်တဲ့အပြောင်းလဲတွေပြုလုပ်ခြင်းအပြင်လေးဖြတ်နိုင်ခြင်းကိုရှင်းချနိုင်ပါတယ်။အစားအစာများသည်လေးဖြတ်ခြင်းကိုကူညီပေးနိုင်ပေမဲ့စားတောက်မှုပုံစံဉာဏ်ဖြင့်သူများသည်တွေးတိုးယောဂအမျိုးအစားနှင့်စီးကျူယောဂနှင့်ကိုလက်စထရောများခြင်းတို့လို့ နာတာရှည်ယောဂများစွာကိုပုံမှုဖြစ်ပေါ်စေနိုင်ပြီးလေဖြတ်နိုင်ခြေကိုတိုးစေနိုင်တယ်လို့အိုဟိုင်းယိုပြည်နယ်တက္ကသိုလ်ဝက်စနာဆေးရုံကြီးမှမှတ်ပုံတင်ထားတဲ့ဟာရပညာရှင်အဲရင်ဟောလီကရှင်းပြသည်တွေးတိုးယောဂဟာလေဖြတ်ခြင်းအတွက်ချိန်ချောက်မှုတစ်ခုဖြစ်ပြီးတတိနဲ့ဟင်းသီးဟင်းရွက်များကျွေးဝါးတဲ့အစားအစာများသည့်ကိုယ်လေးချိန်နဲ့တွေးပေါင်ခြင်းလေပတ်မှုကိုကူညီပေးနိုင်သည် ဆဆချင်းမှာသွေးပေါင်ကြစီပြီးရောင်ရမ်းမှုကိုကာကွယ်ပေးတဲ့တီးခြားတထုတက်လီမျိုးဓာတ်တိုးစန့်ကျင်ပစ္စည်းနဲ့ဖက်တီအက်ဆစ်တွေပါပါတယ်။လေဖြတ်နိုင်ခြေကိုရှော့ချဖို့အရေးကြီးတဲ့အချက်နှစ်ချက်အပြင်ဒါရီနဲ့ကြွယ်ဝတဲ့အစားစာတွေစားသင့်ပါတယ်။အသက်ကြီးလာတာနဲ့အမျှလေဖြတ်ခြင်းကိုကာကွယ်ဖို့ဒီအစားအစာ၁၆မျိုးကိုတင်းရဲ့နေ့စဉ်စားသုံးမှုမှာထည့်သွင်းကြည့်ပါ။ အောက်မှာအဓိကအာဟာရ၄မျိုးခွဲပြီးဖော်ပြထားပါတယ်ပိုတက်ဆီယမ်မဂနီဆီယမ်လိုင်ကိုပင်းနဲ့အိုမီဂါ၃တွေဟာသွေးပောင်ခြင်းကိုထိန်းညှိပေးပြီးရောင်ရမ်းမှုကိုလျှော့ချပေးခြင်းဖြင့်လေဖြည့်ခြင်းကိုကာကွယ်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်ပိုတက်ဆီယမ်ကြွက်သားကျုံလာတွေကိုကာကွယ်ပေးတဲ့သတ္ထုဓာတ်သို့မဟုတ်အီလက်ထရိုလိုက်ဖြစ်ပိုတက်ဆီယမ်ကိုပြန်ပြောင်းပေးနိုင်ပေမဲ့ အဲ့ဒါလေတခြားအရာများစွာကိုလုံဆောင်နိုင်ပါသေးတယ်ခြေထောက်တွေမှာမကြာခဏဖြစ်ပွားလေးရှိတဲ့ကျွတ်သားများကျုံသွားတဲ့အလွန်အဆင်မပြေတဲ့ချာလီစတီးကိုသင်ခံစားခဲ့ပြီးရလက်အနေဖြင့်ငပြောသည်ကိုပုံမူစားသုံးမှုညွန်ကြားခံရဖူးပါမယ်။ကောင်းပြီဒီအရေးကြီးတဲ့တထုတတိုင်ဟာတွေးပေါင်ခြင်းကိုထိမ့်ညီးပေးဖို့အတွက်လဲတာဝန်ရှိကြောင်းအိုဟိုင်းယိုပြည်နယ်တက္ကသိုလ်ဝက်စနာဆေးရုံကြီးမှာ မပုံတင်ထားတဲ့အဟာရပညာရှင် လော်ရီချောင်ကပြောပါတယ်။သွေးတိုးကလေဖြတ်မဲ့အန္တရာယ်ကိုတိုးစေတယ်လို့သူမကကျွန်ုပ်တို့အားပြောပြပါတယ်။လိလာမှုတစ်ခုကပိုတက်ဆီယမ်မြင်းမားစွာထဲသွင်းစားသုံးခြင်းဟာလေဖြတ်နိုင်ခြင်း24ရာခိုင်နှုန်းပြောကြခြင်းနဲ့ဆက်ဆက်ကြောင်းတွေးရှိခဲ့ပါတယ်။ပိုတက်ဆီယမ်ပါဝင်မှုများတဲ့အစားအစာများစွာရှိတာကြောင့် တင့်လျော်တဲ့ပမာဏကိုရရှိဖို့တတိတခုလေးကိုသာအားကိုးဖို့မလိုအပ်ပါဘူး။မပြောသည့်တလုံးထက် ပိုတက်စီယံပိုများတဲ့အစားအစာလေးမျိုးရှိပါတယ်။အစားအစာတစ်ခုစီအတွက် ပိုတက်စီယံမီလီဂရမ်ကို ဖော်ပြထားခြင်းမရှိရင်အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေးဌာနမှရယူခဲ့ပါတယ်။အချောက်ခံထားသောမတ်မွန်သည်လူကြီးတွေမှာတစ်နေ့ကို ပိုတက်စီယံ၄,၉၀၀မီလီဂရမ်လောက်လိုအပ်ပါတယ်။ အဟာရဆိုင်ရာစံနှုန်းတွေပြည့်မီဖို့လုံလောက်တယ်လို့ယူဆရတဲ့ပမာဏဖြစ်ပါတယ်။အမေရိကန်နှလုံးသွေးကြောအဖွဲ့ရဲ့အဆိုအရပိုတက်ဆီယမ်နည်းပါးတဲ့အခြေအနေများဟာသွေးတိုးခြင်းသို့မဟုတ်သွေးတိုးရောဂါကြောင့်ဖြစ်ပြီးမထိန်ချုပ်ရင်နှလုံးဖောက်ခြင်းသို့မဟုတ်လေဖြတ်ခြင်းထိဖြစ်စေနိုင်သည်။အချောက်ခံထားသောမတ်မွန်သည့်တစ်ခွက်မှာ တင်းရဲ့နေ့စဉ်လိုအပ်ချက်ရဲ့30နေရာဂိုင်းနှုန်းနဲ့ညီမျှတဲ့ပိုတက်ဆီယမ်1517မီလီဂရမ်ပါဝင်ပါတယ်။ရည်ညွှန်းဖို့အလက်စားနှပြောသည့်တလုံးမှာပိုတက်ဆီယမ်420မီလီဂရမ်သို့မဟုတ်တင်းရဲ့နေ့စဉ်လိုအပ်ချက်900ဂိုင်းနှုန်းခန့်ပါဝင်ပါတယ်။ထောပတ်တီ တင့်အစားတောက်မှာကောကောမော်လီကိုထပ်ထည့်တာက လေဖြတ်နိုင်ခြေကိုရှင်းချပေးနိုင်သည်ဆိုလိုသည်မှာဆိုဒီယမ်စားသုံးမှုများလာရင်တွေးတိုးခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပြီးလေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်ထောပတ်သည့်တစ်ခွက်မှာပိုတက်ဆီယမ်1136မီလီဂရမ်ခန့်ပါဝင်ပြီးတင်းနေစဉ်လိုအပ်ချက်ရဲ့24ရာခိုင်နှုန်းခန့်နဲ့ညီမျှပါတယ်ပြောစရာမလိုအောင်ထောပတ်သည့်မှာရောင်ရမ်းမှုကိုတက်တာစေတဲ့နှလုံးကျန်းမာစေတဲ့အဆီအက်ဆစ်တွေပါဝင်ပါတယ် ောလီမပြောတာကထုတ်ပတ်ဒီမှာနေတော့တိတ်သီးစအစီပိုပရိုတင်းလို့ခေါ်တဲ့သွေးကြောပိတ်ဆို့စေတဲ့ကိုလက်စထရောထက်မြင်မာသောတိတ်သီးစအစီပိုပရိုတင်းလို့ခေါ်တဲ့ကောင်းသောကိုလက်စထရောကိုမြင့်တင်ပေးတဲ့အစီမျိုးအစားဖြစ်ကြောင်းပြောကြသည်။တင်းရဲ့ကိုလက်စထရောအခြေအနေကိုနှလုံးခွေကောင်းတဲ့အခြေအနေတွေမှာ ထိန်းထားဖို့က နှလုံးရောဂါဖြစ်နိုင်ခြေကိုရှင်းချဖို့အကြံပြုထားပါတယ်။ထောပတ်သီးဟာအမြင့်တက်ပါဝင်မှုများတဲ့တတိဖြစ်ပြီး90ဂရမ်မှအမြင့်တက်3ဂရမ်ပါဝင်ပါတယ်လို့သူမကဆိုပါတယ်။ဆူဇာလန်ဂျာတစ်ဒီစိမ့်လန်းဆိုပြတဲ့ဟင်းသီးဟင်းရွက်တွေကိုပြုတ်ပြီးတထိုင်ထဲမှာကောင်းမွန်တဲ့ကိုတက်စီရန်ပမာဏကိုရရှိအောင်ကူညီပေးနိုင်ပါတယ်။ပြုတ်ထားတဲ့စစ်ချက်တစ်ခွက်သည်တင်းနေစဉ်လိုအပ်တဲ့တထုတက်ရဲ့ 20ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးပါတယ်။ဆွချတ်မှာပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်ကျွေးဝါစွာပါဝင်ပြီးဒါရီဟာကျန်းမာတဲ့သွေးပောင်ခြင်းကိုထိန်းထားနိုင်တဲ့အာဟာရများဖြစ်တယ်လို့ဟောလီက ရှင်းပြသည်။တချို့လူတွေကဒီအစိမ်းရောင်ရွက်ရဲ့အရသာကိုအနှဲငယ်ခါတယ်လို့ထင်ကြပေမဲ့တံပရာကြီးအနှဲငယ်ညစ်ခြင်းဖြစ် အရသာကိုမြင့်တင်ပေးနိုင်ပါတယ်။ ပိုပြီးအထင်ကြီးစရာကောင်းတာကစစ်ချက်ဗီတာမင် K ပါဝင်မှုပါပဲပြုတ်ထားတဲ့စိမ်းရင်ရောင်ရွေးတစ်ခွက်စာသည်အမျိုးသမီးတဦးအတွက်တစ်နေ့တာလုံလောက်တဲ့ဗီတာမင်ရဲ့630-900ခန့်နှုန်းနဲ့အမျိုးသားတဦးအတွက်ဗီတာမင်ရဲ့480-900ခန့်နှုန်းခန့်ပါဝင်သည် ဗီတာမင် K သည်အရိုးနဲ့မျက်ညံကျန်းမာရေးကိုမြင့်တင်မှုအတွက်မရှိမဖြစ်လိုအပ်ပြီးလူတချို့မှာနှလုံးသွေးကြောဆိုင်ရာယောဂကူကာကွယ်ရာမှာတော့အခန်းကဏ္ဍတစ်ခုမှာပါဝင်နိုင်ပါတယ် အလူအရေးကုန်ပါရှိတဲ့အလက်စာအာလူတလုံးမှာတင်းနေစဉ်လိုအပ်တဲ့ပိုတက်စီယံရဲ့20ရာခိုင်နှုန်းအောက်သာပါဝင်ပါတယ်။ဒါကအလက်စာငပြောသီးကပေးတဲ့ပမာဏထက်နှစ်ဆပိုများသည်။တင်းသည်အမှန်တကယ်ပိုက်စာနေပြီးအာလူကြီးတလုံးကိုစားသုံးလိုက်တယ်ဆိုပါစို့။ဒါမှမင်းရဲ့တနေ့တာလိုအပ်တဲ့တထုတက်ရဲ့၃ပုံတပုံကိုရပါလိမ့်မယ်။တွေးတိုးယောဂနဲ့နောက်ဆုံးမှလေးဖြတ်ခြင်းကိုကင်းရှင်းစေဖို့ ကျန်းမာတဲ့ပိုတက်ဆီယမ်ပမာဏကို ထိမ့်သိမ်းဖို့တင်းရဲ့အပတ်စဉ်အစားအသောက်ပြင်ဆင်မှုမှာအာလူးများကိုမြဲမြဲထည့်ပါမက်ကနီစီယမ်မက်ကနီစီယမ်ဟာရိုးရီကိုတမာစေခြင်းအာယုံကြောများရဲ့တွန်းပို့မှုကိုလွယ်ကူချုံ့ွှေ့စေခြင်းနဲ့လေးဖြတ်ခြင်းကိုပင်ကာကွယ်ခြင်းအပါအဝင်အကြောင်းမျိုးမျိုးအတွက်အရေးကြီးတဲ့တတ္ထုတတ္တမျိုးဖြစ်ပါတယ်တကယ်တော့လိလမှုအနည်းငယ်အရာ မက်ဂနီဆီယမ်ကိုပိုစားသုံးခြင်းက လေဖြတ်နိုင်ခြင်းကိုရောကြစေတယ်လို့ကောက်ချက်ချခဲ့ပါတယ်။ဒါအပြင်ခြောင်ကမက်ဂနီဆီယမ်သည်ကြွက်သားကြုံခြင်းကိုထိန်းညှိပေးပြီးနှလုံးခုန်နှုန်းကိုပုံမှန်ထိန်းသိမ်းမှုအတွက်လည်းအထောက်အကူဖြစ်တယ်လို့ထပ်လောင်းပြောကြသည်။မက်ဂနီဆီယမ်တဲ့ပြည့်ဝတဲ့အစားအစာလေးမျိုးရှိပါတယ်။တခြားနည်းလမ်းမရှိရင် အစားအစာတစ်ခုစီအတွက် မက်ဂနီဆီယမ်မီလီဂရမ်များကို အမေရိကန်စိုက်ပျိုးရေးဌာနအစားတောက်ပေါင်းစပ်မှု database မှရယူခဲ့ပါတယ်။ဒီဟိုစီဒီခုံမာတီတအောင်စမှာခွန်24မီလီဂရမ်ခန့်ပါဝင်ပြီးအမျိုးသမီးတအူးအတွက်အကြံပြုထားတဲ့မကနီစီယန်ရဲ့23ရာခိုင်နှုန်းနဲ့အမျိုးသားများအတွက်18ရာခိုင်နှုန်းခန့်ဖြစ်သည်။တီဟိုစီသည်မက်ကနီစီယန်ရဲ့ထိတ်တန့်အရင်းမြစ်များထဲမှတစ်ခုဖြစ်ကြောင်း မျိုးသားကျန်းမာရေးအင်စတီကျူရဲ့အဆိုအရသိရပါတယ်။ကံကောင်းခြင်းတော့တီဟိုဆေးဟာချက်ပြုတ်နီကိုအမတ်တကယ်မြင့်တင်ပေးနိုင်ပါတယ်ကျွန်ုပ်တို့သည် မေပယ်တီဟိုပန်းတီကျော်ချက်နီမှာနှစ်သက်သည်ဟင်းဒီဟင်းရွက်နဲ့ထမင်းကျော်လိုအရသာရှိတဲ့အရာဖြစ်စေဒိန်ချင်ပါဖဲလိုမျိုး အချိုးပွဲအတွက်အမွေးကြိုင်တစ်ခုခုအတွက်ပဲဖြစ်ဖြစ်ဒီအစားအစာကိုတင်းနေစဉ်အစားအစာတွေမှာထည့်သွင်းမှုမခက်ပါဘူးဟင်းနုနယ်ရွက် ဟင်းနုနယ်ရွက်တီဟာကျမ်းမာရေးနဲ့ညီညွတ်တဲ့အသီးရွက်တစ်ခုဆိုတာအားလုံးသိကြပါတယ်တကယ်တော့နုထွက်ပစ္စည်းများနဲ့အတူတွဲစားတဲ့အခါခန္ဓာကိုယ်ဟာဟင်းနုနယ်ရွက်မှာ တွေ့ရှိရတဲ့အထူးနှလုံးကျန်းမာရေးနဲ့ညီညွတ်တဲ့ဓာတ်တိုးစန်းကျင်ပစ္စည်းကိုစုပ်ယူနိုင်ပြီးရောင်ရမ်းမှုကိုကျော်နည်းစေပြီး နှလုံးသွေးကြောဆိုင်ရာယောဂကိုကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ဒီအာဟာရတကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်မှာကာရိုတင်းနွိုက်၊ဗီတာမင် K, ဖိုလစ်ကယ်ဆီယမ်နဲ့တန်တက်များပါနေတယ်လို့ဟောလီကဆိုသည်။ဟင်းနုနယ်ရွက်မှာအမြင့်တက်များစွာပါဝင်ပြီး100ဂရမ်မှာနေ့တစ်၄ဂရမ်ပါဝင်တာကြောင့်နှလုံးယောဂနဲ့လေဖြတ်နိုင်ခြေကိုရှင်းချပေးနိုင်ကြောင်းသိရပါတယ်။ ဒီတက်တိုးဆန်းကျင်ပစ္စည်းနဲ့ဟင်းနုနဲ့ရွက်မှာပါဝင်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်များဖြင့်အစိမ်းရင်ရောင်ရွက်မှာလည်းမက္ကနီဆီယမ်အပြည့်အဝပါဝင်ပါတယ်ပြုတ်ထားတဲ့ဟင်းနုနဲ့ရွက်တစ်ခွက်မှာ150ခွန်မီလီဂရမ်ပါဝင်တာကြောင့်အမျိုးသမီးများအတွက်အကျံပြုထားတဲ့မက္ကနီဆီယမ်တန်90ရာခိုင်နှုန်းနီးပါးနဲ့အမျိုးသားများအတွက်30ခွန်ရာခိုင်နှုန်းပါဝင်ပါတယ်ရွှေဖယုံစီ ရွှေဖျုံစီဟာမက်ဂနီစီယံပြည်ပဝင်တဲ့အစားစာတစ်မျိုးပါဒီ၆ခံထားတဲ့အဆေးတွေကတအောင်စာဟာတင်းအတွက်တထုတဲ့168မီလီဂရမ်ကိုပေးစွမ်းနိုင်ပြီးအမျိုးသမီးများအတွက်တစ်နေ့တာလိုအပ်ချက်ရဲ့93ရာခိုင်နှုန်းနဲ့အမျိုးသားများအတွက်40ရာခိုင်နှုန်းခန့်ဖြည့်ဆည်းပေးပါတယ်ဒါပေမဲ့အဲ့ဒါကသူ့မှာပါတဲ့တခုလေးသောထင်ရှားတဲ့အာဟာရမဟုတ်ပါဘူး ဒီသေးငယ်တဲ့အဆစ်လေးတွေဟာပရိုတင်း၊မက်ဂနီဆီယမ်၊ပိုတက်ဆီယမ်နဲ့မပြည့်ဝဆီတွေလိုအာဟာရဓာတ်တွေပြည့်ဝနေပါတယ်။သူတို့မှာသဘာဝအတိုင်းဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပြီးရောင်ရမ်းမှုကိုလျှော့ချဖို့နဲ့လေဖြည့်ခြင်းနှလုံးရောဂါနဲ့ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချနိုင်တယ်လို့ဟောလီကာဆိုသည်။သူတို့ဟာအလွန်ကောင်းမွန်တဲ့အမြင်တတ်အရင်းအမြစ်တစ်ခုဖြစ်ပြီးသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပြီးစီးကျူရောဂါရဲ့နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်တဲ့အပြင်ဦးလန်းချောင်းကျမ်းမာရေးကိုလည်းမြင့်တင်ပေးပါရယ်အနက်ရောင်ချောကလက်တပတ်ကိုအနက်ရောင်ချောကလက်6ကြိမ်ထိစားသုံးခြင်းသည်တင်းနှလုံးသွေးကြောဆိုင်ရာယောဂစီဂျူယောဂနဲ့လေဖြတ်နိုင်ခြင်းကိုလျှော့ချပေးနိုင်ကြောင်းတင့်ကိုပြောပြရင်အာဟာရဆိုင်ရာလေးလာမှုတစ်ခုအရာဒါကဖြစ်နိုင်ခြင်းများပါတယ်အနက်ရောင်ချောကလက်ရဲ့မက်ဂနီဆီယမ်ပါဝင်မှုမြင့်မားတာကြောင့်ဖြစ်နိုင်သည့် တအောင်စာကိုအနက်ရောင်ချိုကလက်ကိုကိုခဲမျိုးစာ90မှ85ခိုင်နှုန်းသည်အမျိုးသမီးများအတွက်အကြံပြုထားတဲ့အဟာရပမာဏရဲ့20ရာခိုင်နှုန်းနဲ့အမျိုးသားများအတွက်15ရာခိုင်နှုန်းကိုထောက်ပံ့ပေးသည်အနက်ရောင်ချိုကလက်မှာဓာတ်တူးဆန့်ကျင်ပစ္စည်းများအမြင့်တက်တန်တက်မက်ဂနီဆီယမ်နဲ့တခြားသတ္တုဓာတ်တွေမြင့်မားစွာပါဝင်ပါတယ်လို့ ဟောလီကဖြည့်စွက်ပြောကြသည်အနက်ရောင်ချောကလက်မှာပါတဲ့အပင်ဓာတုပစ္စည်းတွေကသွေးကြောများကိုပွင့်စေပြီးသွေးပောင်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်အနက်ရောင်ချောကလက်မှာတခြားပါဝင်မှုများနိုင်တာကြောင့်အရွယ်စားပမာဏကို သတိထားပါသင်းငယ်တဲ့ချောကလက်ကိုပမာဏနည်းနည်းနဲ့စားတဲ့အခါချောကလက်ဟာအမှန်တကယ်ပင်အသက်ကယ်ဆယ်နိုင်ပါတယ်လိုင်ကိုပင် လိုင်ဂိုပင်းဟာကာရိုတီနိုက်မိသားစုတွေကအပင်အဟာရဖြစ်သည်လိုင်ဂိုပင်းသည်တခြားကာရိုတီနိုက်များလိုပြင်းထန်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့အကျိုးကျေးဇူးများရှိတယ်လို့ခြောင်ကဆိုသည်အသီးနှံသို့မဟုတ် ဟင်းသီးဟင်းရွက်များမှာ လိုင်ဂိုပင်းအရင်းမြစ်ကောင်းရှိမရှိကို သူ့ရဲ့အယောင်ဖြစ် အများအားဖြင့်တည်နိုင်ပါれ။လိုင်ကူပင်သည်အဆိုပါစားစာများကိုထင်ရှားတဲ့ပန်းရောင်သို့မဟုတ်အနီရောင်ကိုပေးသည်။ဒီတက်တိုးစန်းကျင်ပစ္စည်းသည်လေဖြတ်နိုင်ခြေကိုရှော့ချပေးနိုင်ကြောင်းသက်တည်ပြထားပါれ။အာယုံကျောပီတာမှထုတ်ဝေတဲ့ခွဲချမ်းစိတ်ဖြာမှုတစ်ခုအရအသက်46နှစ်မှ65နှစ်ကြာရှိလိုင်ကူပင်ပါဝင်မှုအများဆုံးရှိတဲ့အမျိုးသားများသည်လေဖြတ်နိုင်ခြေ55ရာခိုင်နှုန်းမှ59ရာခိုင်နှုန်းအထိနေပါကြောင်းတွေ့ရှိခဲ့ပါれ။ နေလန်းခရမ်းကျင်တီချောက်အရသာရှိတဲ့နေလန်းခရမ်းကျင်တီချောက်တစ်ခွက်အောက်မှာတတိုးဆန်းကျင်ပစ္စည်း45.6 mg ခန့်ပါဝင်ပြီးလိုင်ကိုပင်အတွက်အကြံပြုထားတဲ့အဟာရပမာဏကို မတတ်မရသေးပေမဲ့ခရမ်းကျင်တီပါဝင်တဲ့ဗဟင်းလျာမဆူတတိုးဆန်းကျင်ပစ္စည်းရဲ့အရင်းမြစ်ကောင်းတစ်ခုဖြစ်ကြောင်းသိထားပါလိလာမှုတစ်ခုအရတစ်နေ့ကို6 mg မှ20 mg ထိစားသုံးခြင်းဟာ အမျိုးသားတဦးရဲ့စီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကိုရှင်းချဖို့လုံလောက်ပါတယ်။နေလန်းခရမ်းကျင်တီးချောက်များသည့်ဘာကြောင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့တခြားအာဟာရများကျွဲဝစွာပါဝင်နေတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်။အချောက်ခံထားတဲ့ခရမ်းကျင်တီးဟာနေပူထဲမှာအချောက်ခံပြီးနောက် သူတို့ရဲ့ရေတပ်အများစုကိုဆုံးရှုံးသွားတဲ့ခရမ်းကျင်တိမဲ့များဖြစ်သည်အဲ့ဒါကသူတို့ရဲ့အရသာနဲ့အဟာရများကိုအာယုံစိုက်စေတယ်လို့ဟောလီကဆိုသည်စီထဲထားတဲ့နေလန်းထားတဲ့ခရမ်းကျင်တိတွေကိုအသုံးပြုရင် လက်ဆက်တဲ့ဟင်းသီးဟင်းရွက်များထက်ကယ်လိုရီပိုများနိုင်တယ်ဆိုတာသတိပြုပါမာလာကာဒီအပူပိုင်းဒေသအသီးရဲ့ဒရာဂရန်ခတ်မှာ လိုင်ကိုပင်9.2မီလီဂရမ်ပါဝင်သည်ဒါကအသီးရွက်တွေပါတဲ့တတိတုံမှာတောက်ပတဲ့အရောင်တစ်ခုထပ်ဖြည့်ပေးတာကြောင့်တင်ယုံသုံးနေလေစာမှာထည့်ဖို့စဉ်းစားပါဖျဲဒီဖျဲဒီဒီလိုင်ကိုပင်ပြွားတဲ့အသီးတစ်မျိုးဖြစ်သည် သူ့ရဲ့အရောင်ကိုတင်ခံမလို့မရဘူးလားအမေရိကန်သွေးတိုးယောဂဂျာနယ်မှာဖော်ပြထားတဲ့လေ့လာမှုတစ်ခုအရ တွေးတိုးယောဂရှိသူများသည်ဖျဲသည်ကိုစားသုံးပြီးနောက်တွေးပောင်ခြင်းကိုလျှော့ချစေတယ်လို့ဆိုပါတယ်။အစောပိုင်းကပြောခဲ့သလိုပဲတွေးတိုးကလေဖြတ်တာနဲ့ဆက်နွယ်နေပါတယ်။ပန်းရောင် grapefruit grapefruit မှာလည်းတတိုးဆန့်ကျင်ပစ္စည်းလိုင်ကိုပဲများစွာပါဝင်ပါတယ်။အခါရတာကိုမကြိုက်ဘူးလားဒီတတိများထဲမှာတစ်ခုကိုလှီးဖြတ်ပြီးကင်ဆက်အောက်မှာထားက Grammy Lizzy ပြုတ်လို့ပြီးခါတဲ့အရတာကိုရှင်းချလိုက်ပါ။ အိုမီဂါ3အိုမီဂါ3ဖက်တီအက်ဆစ်သည်တင်သွေးပေါင်ချိန်နှင့်ကိုလက်စထရောအဆင့်ကိုထိန်းချုပ်ဖို့ကူညီပေးပြီးနှစ်အတော်ကြာမြင့်တက်လာရင်လေးဖြတ်ခြင်းကိုဖြစ်စေနိုင်သည်အမေရိကန်ကာကွယ်ရေးဆေးပညာရှင်မှထုတ်ဝေတဲ့လေးလာမှုတစ်ခုအရတပတ်ကိုတစ်ချိန်သို့မဟုတ်နှစ်ချိန်အိုမီဂါ3အစီတက်ကြွယ်ဝတဲ့ငါးစားခြင်းဟာလေဖြည့်ခြင်းရဲ့အန္တရာယ်ကိုရှင်းပြစေနိုင်တယ်လို့စိတ်ကြယောဂနဲ့ အဇိုင်းမာယောဂါအပါအဝင်တခြားသိမြင်မှုဆိုင်ရာနောက်ဆက်တွဲပြဿနာများကိုရှင်းချပေးနိုင်ပါတယ်။အောက်မှာဖော်ပြထားတဲ့အစားအစာများသည်ဆယ်လီနီယံနဲ့ဆင်းရဲကောင်းတဲ့အရင်းမြစ်များဖြစ်ပြီးအဲ့ဒီအားလုံးမှာဓာတုဆန့်ကျင်ပစ္စည်းဆွေးရည်များရှိတယ်လို့ခြောက်မပြောကြခဲ့သည်။ဆိုလမုန်ငါဆိုလမုန်ငါရဲ့နောက်ွယ်မှာသူတည်တနာများစွာရှိပြီးနှလုံးယောဂါနဲ့ဆက်ဆက်တဲ့နှလုံးဖောက်ပြန်မှုနဲ့လေဖြတ်တာလိုမျိုးတွေ အဲဆိုင်မာယောဂာနဲ့စိတ်ဖောက်ပြန်မှုလိုမျက်မျက်ဆိုင်ရာယောဂာတွေတောင်ဖြစ်ပွားခြင်းတို့ကိုတားဆီးနိုင်စွမ်းရှိပါတယ်။အိုမီဂါ3အစီအစစ်များသည့်အုံနောက်နဲ့သွေးလွှတ်ကြောများအထူးသဖြင့်နှလုံးအနီးရှိသွေးကြောများကိုရှင်းလင်းဖို့လှုပ်ဆောင်ပေးတဲ့ရောင်ရမ်းမှုကိုစန့်ကျင်တဲ့ဓာတုပစ္စည်းဖြစ်ကြောင်းဟောလီကအတည်ပြုသည်။ဆိုလမုံမာအိုမီဂါ3ဖက်တီအက်ဆစ်များစွာပါဝင်ပြီးရောင်ရမ်းမှုကိုစန့်ကျင်တဲ့အစားအစာတစ်ခုအဖြစ်လူသိများပြီး အုံနောက်နဲ့အာယုံကြောတွေကိုကာကွယ်ပေးနိုင်တယ်လို့သူမကဆိုပါတယ်။ရောင်ရမ်းမှုကိုလျှော့ချခြင်းကသွေးပေါင်ချိန်နဲ့ကိုလက်စထရောအဆင့်ကိုလျှော့ချပေးနိုင်တာကြောင့်လေဖြတ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ကျွန်ုပ်တို့ရဲ့အစားအသောက်မှာကျန်းမာတဲ့အိုမီဂါ3အဆီရရှိဖို့အတွက်တပတ်ကိုဆာမွန်ငါးလိုအဆီများတဲ့ငါနှစ်ကြိမ်မှသုံးကြိမ်စားသုံးမှုအကြံပြုထားသည့်သူတေသနာပြုချက်များအရဖြည့်စွက်စာရီတောက်တာထက်ငါးကိုစားသုံးတာကအကောင်းဆုံးလို့ဆိုပါတယ် နန်းစာစီဒီစီတွေဟာသေးငယ်ပေမဲ့နှလုံးကျန်းမာရေးအတွက်ဗီတာမင်နဲ့သတ္ထုဓာတ်များမပါဝင်ဘူးလို့မဆိုလိုပါနန်းစာစီသည်အပင်အခြေခံအိုမီဂါ3ဖက်တီအက်ဆစ်ရဲ့အရင်းမြစ်ကောင်းတစ်ခုဖြစ်သည်လိလာမှုတစ်ခုအရာအိုမီဂါ3ဖက်တီအက်ဆစ်ကို ရှစ်ပတ်ကြာ စားသုံးသူများသည်နှစ်သိမ့်စီးပြားတောက်သုံးသူများထက်သွေးပောင်ချိန်တိတိတတ်တာရောကြသွားတယ်လို့ဆိုပါတယ်။ကမ္မာ တမကောင်များသည်အိုမီဂါ3ဖက်တီအက်ဆစ်ရဲ့အရင်းမြစ်ကောင်းတစ်ခုတောင်မက စင်တက်လေအပြည့်အဝပါဝင်ပါတယ်တကယ်တော့အလတ်စားကမာကောင်6ကောင်မှာဇင်းခို20မီလီဂရမ်ရှိပြီး7မီလီဂရမ်ရှိတဲ့အမျိုးသားတွေနဲ့10မီလီဂရမ်ရှိတဲ့အမျိုးသမီးတွေအတွက်အကြံပြုထားတဲ့ဟာရပမာဏထက်အများကြီးပိုပါတယ်တကြသည်တကြသည်တအောင်စား အခုံမသည်ခုနှလုံးကပ်မှာအိုမီဂါ၃စီရဲ့အရင်းမြစ်ကောင်းကိုရှာတွေ့နိုင်သည်နှစ်တွေ့ကြလာတော့အစိအစံစားသုံးမှုဟာသွေးပေါင်ချိန်နဲ့ကိုလက်စထရောအဆင့်ကိုရှင်းချပေးနိုင်တဲ့လေလံမှုများစွာရှိခဲ့ပါတယ်အထူးသဖြင့်တကြသည့်များမှာ အဖာလီနိုလစ်အဆစ်အပါဝင် မပြည့်ဝစီများပါရှိတယ်လို့ဟောလီကဆိုပါတယ်ဒီမျိုးစာအိုမီဂါ3ဖက်တီအက်ဆစ်တီရောင်ရမ်းမှုကိုတတ်တာစီပါတယ်နှလုံးကျန်းမာရေးကို မြင့်တင်ဖို့အတွက်ဆလဲ့ရွက်တုပ်ပေါ်မှာလက်တဆုပ်စာဖြန်းပါဒူမဟုတ်တဲ့နေ့လယ်စာအတွက်တင်းညော်တဲ့ကွန်တိန်နာမှာထည့်ထားပါမိဂိုးချုပ်အနေနဲ့ပြောရရင် အသက်40ကျော်လာတာနဲ့အမျှလေဖြတ်နိုင်ခြေကပိုများလာပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲကျွန်တော်တို့ရဲ့နေ့စဉ်အစားအသောက်မှာအထက်မှာဖော်ပြခဲ့တဲ့ဟာရတက်တွေကျွေးဝါစွာပါဝင်တဲ့အစားအစာတွေကိုထည့်သွင်းခြင်းဖြင့်လေဖြတ်နိုင်ခြေကိုရှင်းချနိုင်ပါတယ်ပိုတက်စီယမ်မက္ကနီစီယမ်လိုင်းကိုပေးတဲ့အိုမီဂါ3ဖက်တီအက်ဆစ်တွေဟာသွေးပောင်ချိန်ကို ထိန်းညှိပေးပြီးရောင်ရမ်းမှုကို ရှော့ချပီးခြင်းဖြင့်လေးဖြည့်ခြင်းကိုကာကွယ်ရမှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ဒါကြောင့်အထက်မှာဖော်ပြထားတဲ့အစားအစာ16မျိုးကိုတင်းရဲ့နေ့စဉ်အစားအသောက်မှာထည့်သွင်းစားသုံးခြင်းဖြင့် ်တင်းရဲ့ကျမ်းမာရေးကိုဂရုစိုက်ပြီးလေးဖြတ်နိုင်ချေကိုရှင်းချနိုင်ပါတယ်။အရေးကြီးဆုံးအချက်ကတော့ညှက်တဲ့အစားတောက်ကိုစားသုံးခြင်းကိုလက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်းနဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံကိုကျင့်သုံးခြင်းဖြင့်လေးဖြတ်ခြင်းကိုကာကွယ်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့အရေးကြီးပါတယ်။ ဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်သစ်တွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်